ါတားရိုက်တယ်လေလူရိုကြီးကိုဘိုးစွန်းတို့နော်လူရိုကိုဘိုးစွန်းညုံဝင်းနဲ့ခင်တန်းတို့ကိုညုံဝင်းပေါ်လေကိုညုံဝင်းတို့တော့ခင်တန်းတို့နဲ့ရိုက်ခဲ့တယ်နောက်ကကြောပြာကလောင်ပြာကချောင်းဆိုတာရှိတယ်အဲ့တော့ကလေးတွေနဲ့ရိုက်တာပေါ့နော်ကိုတင်အောင်ညီရဲ့ဇလန်ရုပ်ပြဇလန်အဲ့ဒါလေဟာတာပဲဟာတာဝါဒနာပါတာပေါ်ပျော်တာပေါ့ဟာတာရဲရတာပေါ့နော်ဒါပေမဲ့ကိုဝင်လာတဲ့နှစ်ခစ်ကဘာနဲ့ဆိုဓာခစ်ဓာတွေခုတ်ကြတဲ့ခစ်မှာဝင်လာတော့ ဒါဒါကရိုက်ရတာပေါ့အဲ့တော့ဒါကရိုက်မှာခုနဟာသတွေရောဒရမာတွေရောစုံအောင်ရိုက်ခဲ့ရတာပါပဲအဲ့ဒါပါအဲ့တော့ဟာသကိုမကြိုက်ဘူးလို့မပြောဟာသကြိုက်တာပေါ့ငငယ်တဲ့ကချစ်မောင်မြင့်ဖေတို့နဲ့ကြီးပြင်းလာတာမင်္ဂလာပါခင်ဗျာပီတိဖြစ်တာပေါ့ဒီနေ့တော့ယုံသိရဲ့ကားသိရဲ့နောက်ဒီကားကလည်းဟိုပေါ့ယုံငားပြီးတော့ပြတဲ့ကားဆိုတော့ထူးခြားတာပေါ့နော်ယုံကလည်းဒီယုံကလည်းပိုရင်းပေါ်လေဒါရိုက်တာတွေကို ချီကျူးရင်ဘယ်လိုချီကျူးလဲဆိုတော့လက်နဲ့ထိလိုက်ရင်ရွှေဖြစ်တယ်ဆိုတော့အဲ့လိုပြောတော့အရင်တော့ကိုတင်ဦးလို့ပါလို့ဆိုအဲ့လိုချီကျူးခံတော့အဲ့လိုပဲယုံနဲ့ပတ်သက်လာရင်လည်းမင်္ဂလာကိုသောမင်းကိုတော့ချီကျူးရမှာဖြစ်တယ်မင်္ဂလာကိုသောမင်းကန်လိုက်ရင်ယုံနဲ့ကကောင်းကောင်းသွားတယ်လို့ပြောရမှာပေါ့ဒါကတော့ချင်းချင်းမမြောက်ပြေးတာမဟုတ်တကယ်လဲအဲ့ဒါတွေကဖြစ်ခဲ့တာပေါ့သူ့ဘဝစတာကတော့မင်္ဂလာရုပ်ရှင်ဆိုတာဟိုတင်ကြီးစေးပေါ်တာကနေနောက်ကြတော့မှသူကတမရယုံစားတယ်ယုံဒီလိုနဲ့သူယုံနေအများကြီးကိုအတွေ့အကြုံနဲ့ လှုပ်လှခဲ့တဲ့အခါခုတော့ဒီလိုပေါ့ဒီယုံတော်တော်များများကိုသူကတိုးချဲ့ပြီးတော့ပြနိုင်တဲ့အနေအထားရှိတော့ဒါဆို၅ယုံနဲ့တူတယ်ဒီမှာရှိတာ၅ယုံရှိလိမ့်မယ်အဲ့ဒီ၅ယုံကိုသူကန်လိုက်တဲ့အခါတော့ဘာဖြစ်ဝန်တာရယ်နောက်ဒီကားလေးကိုပထမဆုံးစပြီးတော့ပျော်ပျော်ပွားပွားကားလေးနဲ့ဖွင့်တာလည်းကောင်းပါတော့နောက်ဒါရိုက်တာလည်းဝိုင်းရင်ဒါရိုက်တာဖြစ်နေကိုစောအာယုံဦးဆိုတော့လေကောင်းပါအောင်အဲ့တော့ပြည်သက်လာကြည့်ဖို့အတွက်ကျွန်တော်ကတော့ဖိတ်ခေါ်ပါတယ်ယုံနဲ့အကက်ခတ်ပါ ကျွန်တော်တို့ငယ်ငယ်တုန်းကလည်းမဟုတ်ကျွန်တော်တို့ငယ်ငယ်တုန်းက1980တုန်းကလေးယုံတန်းတို့ဘာလို့ညာတို့ပေါ့ဗျာအဲ့ဒီမှာကြည်ရတယ်ဆိုရင်ကြဘူးကြိုက်တယ်ကြွက်တွေတိုးတယ်စသည်အပြင်ပေါ့ဗျာအများကြီးပဲအဲ့လိုဒုက္ခတွေရနေပြီးတော့အခုဒီခေတ်ဆိုရင်အများကြီးကင်းတော့လာတော့ယုံနေလဲကောင်းလာပြီတန့်လာပြီเนาะကားတွေကလည်းခွန်လာတော့ပျော်ရွှင်ပွေလေးတွေဖြစ်လာတော့လာရောက်အားပေးကြပါလို့ကျွန်တော်ကဖိတ်ခေါ်အပ်ပါတယ်ကောင်းတာဘောအရင်တော့ကျွန်တော်တို့ရိုက်ခဲ့ရတဲ့ဘဝတုန်းကဆိုတော့ဖလင်နေနဲ့ရရတယ် ဖလင်းနေရတဲ့ခါကျတော့ဒီရဲရဲရရိုက်လို့မရဘူးကျွန်တော်ခြွေတားပြီးတော့ရဲရတယ်နောက်တစ်ခုကတခါအတန်ပေါ့အတန်ဆိုလဲကြီးကန်နေကြီးတန်နေငှက်တန်နေနောက်ကားဟွန်းတန်နေအဲ့ဒါနဲ့ရောထွေးပြီးတော့ကျွန်တော်တို့ကတိခံပြီးတော့ပြလာရတာပေါ့နော်အခုတော့ဒါတွေကမရှိတော့ဘူးအတန်နေလဲတအားကောင်းလာအယုတ်တွေကလည်းကောင်းလာအဲ့တော့ကျွန်တော်တို့တော့မှဖလင်းဆိုတော့အစင်းတွေထင်သေးတယ်အခုကတော့အများကြီးနီးပညာတွေတိုးတက်လာတဲ့အတွက် ဟိုကြည့်ရတာတော့အဆင်ပြေလာတယ်အဲ့တော့ဟာသားရိုက်တယ်လေလူရိုကြီးကိုဘိုးစွန်းတို့နော်လူရိုကိုဘိုးစွန်းညုံဝင်းနဲ့ခင်တန်းတို့ကိုညုံဝင်းပေါ်လေကိုညုံဝင်းတို့တော့ခင်တန်းတို့နဲ့ရိုက်ခဲ့တယ်နောက်ကကြောပြာကလောင်ပြာကချောင်းဆိုတာရှိတယ်အဲ့တော့ကလေးတွေနဲ့ရိုက်တာပေါ့နော်ကိုတင်အောင်ညီရဲ့ဇလန်ရုပ်ပြဇလန်အဲ့ဒါလေဟာသားပဲဟာသားဝါဒနာပါတာပေါ်ပျော်တာပေါ့ဟာသားရဲရတာပေါ့နော်ဒါပေမဲ့ကိုဝင်လာတဲ့နှစ်ခစ်ကဘာနဲ့ဆိုဒါခစ် ဓာတ်တွေခုတ်ကြတဲ့ခက်မှာဝင်လာတော့ဓာတ်ဓာတ်ကရိုက်ရတာပေါ့အဲ့တော့ဓာတ်ကရိုက်မှာခုနဟာသတွေရောဒရမာတွေရောစုံအောင်ရိုက်ခဲ့ရတာပါပဲအဲ့ဒါပါအဲ့တော့ဟာသကိုမကြိုက်ဘူးလို့မပြောဟာသကြိုက်တာပေါ့ငယ်ငယ်တည်းကချစ်မောင်မြင့်ဖီတို့နဲ့ကြီးပြင်းလာတာအမဟုတ်ဘူးအဲ့ဒါက1980နဲ့ခွန်မှာပြာကလုံးပြာကကြောင့်အဲ့ဒါပြီးတော့ဗာရိုက်လေတဲ့ဒိုးကိုရိုက်တယ်အဲ့ဒီကွဲပြားတာကိုပြောတာပါနော်နောက်တစ်ခုကဒီလိုကြီးကိုဖို့ဆောင်ကြတော့ဒီတဲ့နေနဲ့စောလိမ့်မယ်ထောင်း 1985လောက်ဖြစ်လိမ့်မယ်ထင်တယ်။အဲ့ဒီလိုပါဘူး။ဘွားတော့ဘလုံးကားကြီးတက်တက်မဟုတ်ဘူးသူက။အဲ့ဒီဘလုံးနဲ့ပတ်သက်ပြောအောင်မယ်။စာရေးဆရာကသူကအမောင်ညွန့်လွင်နဲ့အမောင်ညွန့်လွင်နဲ့သူကသူ့ဝတ္ထုကိုရိုက်တဲ့ခါကျတော့သူကဘလုံးနဲ့ဆုံးသတ်ထားတယ်သူက။ဘလုံးရဲ့သဘောကဘောင်းဆိုတော့ team work ပေါ့။အ team work ဆိုတော့ team work နဲ့သဘောလေးပြကျင်တော့အဲ့ဒီမှာထုတ်လို့သူနဲ့ကျွန်တော်နဲ့နည်းနည်းလေး ပြောရဆိုရတာရှိတယ်။သူကဘာလို့ဆိုခမားအဲ့ဒါရိုက်ရင်ပတ်စံကုန်မယ်။လူတွေအများကြီးသုံးရမယ်။နောက်တော့အဲ့ဒီချိန်က1980နဲ့ခွန်ကဖလင်ရှားနေတဲ့ခေတ်။ Black and White တော့ဖလင်ရှားနေတဲ့ခေတ်ဆိုတော့ခမားအဲ့ဒါကတော့မလုတ်ပန်တဲ့ပေါ့။ဟိုကျွန်တော်တို့ပြရတဲ့စိုးသူနဲ့ဝရင်းကိုဟိုကြောသူကိုဝရင်းလုတ်လိုက်ပါလားတဲ့ဟိုကာရာတေးတို့ပါလို့အဲ့လိုပြိုင်ပွဲလုတ်လိုက်ပါလားဆိုတော့မဟုတ်ဘူးလို့ ဘောလုံးပွဲလုပ်တဲ့အတိတ်ပဲဆိုင်ရေးဆရာအဲ့လိုလုပ်ထားတဲ့အတွက်အဲ့ဒါရိုက်တာပါဆိုတော့အဲ့လိုပြောရတာအမှန်တော့အဲ့ဒီကားရဲ့အတိတ်ပဲကဘာလဲဆိုတော့ဘင်းဖြူစန့်ကျင်ကြီးပဲဘင်းဖြူစန့်ကျင်ကြီးကားအဲအဲ့ဒါလေးပါအဲအဲ့ဒီတော့ခုနဘောလုံးကတော့နောက်ဆုံးမှခုနတီးမဝက်သဘောမျိုးလေးပြလိုက်တာအဲ့တော့အဲ့ဒါကိုဘောလုံးကဘလောက်လောက်ရဲရဆိုထုတ်လို့တော့ဘလောက်မုန်းမလဲမသိခုနရဲရရတယ်စလင်းကွင်းမှာအဲ့စိုးသူကလည်းနှာခေါင်းကြီးကိုနီးသွားတာနေနေနဲ့ဟိုကောင်ကြောသူဆိုတာပြောနေပြာနှမ်းနေတာပဲအဲ့ဒါ ကိုကတော့မိသွေးခဲ့ပဲငကိုရဲကမဲတာဆိုအဲ့လောက်ဒီရက်ခဲ့ကြတာပျော်လဲပျော်အဲ့တုန်းကတော့ဟိုရင်းဘောလုံးကလည်းဘယ်သူလဲဘရာဇီးကအာဂျင်တီးနာနာမည်ကြီးဟိုရင်းနေရှိတယ်အဲ့ဒီခွေတို့အများကြီးကြည့်ရတယ်အဲတကယ်လည်းပျော်စရာကောင်းပါလေပင်မမင်းမဲ့ပျော်စရာကောင်းတယ်ရည်ရွယ်ချက်လေးလည်းကောင်းတော့အဲ့ဒီကားလေးကဟိုကိုဘူရင်းဘောလေးစေဒနာပေါ့ဆူရခဲ့တာပေါ့ပထမဆုံးဆူရတာအဲ့အရာလေးကဒါပေမဲ့တခုလေးကျွန်တော်ပြောချင်တာရှိတယ်အဲ့ဒီမှာပါရှိလဲဆိုတော့ ီဒီခင်မှာတိတ်ပြီးတော့ဒီနီးပညာတွေတိုးတက်လာတော့အဲ့တော့နီးပညာမတိုးတက်တော့ကျော်သူကနေပြီးတော့ဒီဘောလုံးကိုနောက်ကန်ခံတာပေါ့နောက်ကန်တဲ့အခါမှာရိုက်တော့ slow motion နဲ့ရိုက်တယ်ဒါပေမဲ့ပြတဲ့အခါကျတော့သူက stop motion ခေါ်တော့ပေါ့ဘတ်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 နဲ့အဲ့လိုပွားဖို့ရကို editing မှာမနေလို့ရတယ်အဲ့ဒီတည်းမှာမနေလို့ရတယ်အဲအဲ့ဒါမျိုးလေးတွေပေါ့လေမှတ်မှတ်ရရလေးနောက်တစ်ခုကဒိုးကိုပြောရရင်ဒိုးက ဒီအလင်းရောင်နဲ့ပတ်သက်ရင် lighting နဲ့ပတ်သက်ရင်အများကြီးကစားရတယ်ဒီပါဒီကောင်တွေကိုဘယ်တော့မှ camera angle ဆိုနေဒီကောင်တွေကိုပထမဗိမ်းဖြူသုံးနေတဲ့ဘဝတော့မှဆိုဘယ်တော့မှ camera သူတို့အောင်မနေဘူး camera မြင့်ထားတာရှိတယ်အဲအဲ့ဒါမျိုးလေးပေါ့နော်အလင်းရောင်ဆိုရင်လည်းသူကတဝက်ဖြူတဝက်မဲလေးတွေလောက်ထားအဲ့ဒီကောင်ကျင်အဲ့အလေးတွေသိနိုင်တယ်ဘာလို့လဲဆိုသူတို့ရဲ့စိတ်ဝေဝါးမှုအဖြူဘက်ကိုမသွားမှုဒါမျိုးလေးတွေပါဩရိုက်တယ်ရိုက်တယ်ဝင်းထွန်းထွန်းနဲ့ရိုက်တာဟဲ့လားဒါတော့သူနီးနေသူပေါ့ ဒါကတော့ပြောကိုလည်းအဲ့လိုပဲလေကိုတို့ကဆိုတော့တင်းလာပြန်တော့ကဆံမောင်သင်္ကရိုက်တယ်အဲကျွန်တော်လက်ထက်ကျတမျိုးရိုက်သွားတော့ပေါ့မတချင်းသုံးတာလေးတွေစားပြီးတော့ပတ်မိမလားမသိဘူးဟိုမျက်စိမိတ်ထားတော့ညာသူရိတ်ထင်နေတာဆိုအဲ့ဒါပထမဆရာတင်တော့ကဘာလဲဆိုတော့မိုးရွာတော့သုံးတာမိုးရွာဆိုတော့ငါပြိတ္တပြင်းမရအဲ့တော့ဆိုပြီးတော့လိုက်နိုင်မှာမဟုတ်ဘူးဆိုတော့အဲ့ဒီဥလက်ထွန်းနဲ့အဲ့ဒီဘာလဲအဲ့ဒီချင်းလေးသုံးလိုက်တော့ပေါ့နော်အဲ့ဒါမျိုးလေးပေါ့ ဒါမျိုးလေးတော့ကြွာတာပေါ့အဲဒုက္ခနဲ့သူပေါ့နော်ပြိဋ္ဌာန်ကိုကြားရှိစွာဂျင်းထဲမှာကြားရကားအောင်အောင်မြင်လို့ကားတယ်အဲ့ဒါအဲ့ဒီပြောချင်တယ်နော်ဟာဒါ ਈ ဒါသူလည်းဟုတ်လားကိုစောအာယုံဦးတစ်မျိုးလုံးတစ်မျိုးလုံးဟုတ်လားကျူနေဦးတယ်ဒီမှာထုတ်လို့သူပါလေညာလက်တော်ဆိုတာညာလက်တော်သိလားညာလက်တော်ဆိုညာလက်ယုံပေါ့ညာလက်ယုံပေါ့ပြောဘူးသူလည်းကိုစောမိန်မတဲ့ မင်းကြည့်ရမှာပေါ့နော်မင်းကိုယ်စုနာမည်ကြည့်ရမယ်ဤစွာသီလာအဲဟုတ်ပြီဟုတ်ပြီတော်တယ်တော်ကြနော်ကဲအားလုံးကျေးဇူးပါကျေးဇူးပါလာကြည့်ကြပါပျော်ရမှာပေါ့